။နမဲကြီးနှလုံးကြောကဆိုတဲ့စကားကိုကြားလိုက်တယ်။အကုန်လုံးအနေနဲ့များတော့စိတ်မသက်မသာဖြစ်ကြရပါလိမ့်မယ်။တခါတလေမှနှလုံးထဲကိုဆက်ထည့်ထားရဲဆိုတာလေနားထောင်မှုကြပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီနှလုံးထဲကိုထည့်တဲ့ဆက်ဆိုတာဘလို့ဆက်မျိုးစားဖြစ်မလဲ။ဒီနေ့ကျွန်တော်တို့အဲ့ဒီနှလုံးဆက်မျိုးစားလေးမျိုးနားလေအောင်လေ့လာကြမယ်။နံပါတ်၁ဆံမျိုးစားကတော့ pacemaker လို့ခေါ်တဲ့နှလုံးခုန်ချက်ကိုထိန်းပြီးတဲ့ဆက်တစ်ခုဖြစ်ပါတယ်။ pacemaker ဆိုတာက နှလုံးခုန်လုံးကိုတိတိကျကျထိမ့်ပြီးတဲ့ဆက်ပါနှလုံးခုန်လုံးနှီးသွားတဲ့အခါမှာဒီဆက်ကနေပြီးတော့မှလက်စစ်တန်သေးသေးလေးတွေပေးပြီးတော့နှလုံးကိုပြန်အာသွင်းပေးတတ်တယ်။အဲ့ဆက်ရဲ့ဖျားမှရှိတဲ့တန်ကြောသေးသေးလေးတွေကိုနှလုံးရဲ့အထဲထဲဒီအောင်ချိန်ထားပြီးတော့မှရင်ဘောက်အောင်မှတက်ဆင်ထားပါတယ်။ဆိုတော့ pacemaker ဆိုတာကသွေးလပတ်မှုကိုပြအောင်ထိမ့်ပေးနေတဲ့မော်တာသေးသေးလေးတွေပါပဲ။နံပါတ်1ဆက်အမျိုးအစားကတော့ ICT ဖြစ်ပါတယ်။ အတန်အနည်းရှိတဲ့အရသမီးရလို့ခေါ်တဲ့နှလုံးခေါင်းတော်မမှန်တာကိုပြန်ပြီးတော့ကယ်တင်ပေးနိုင်တဲ့ဆက်မျိုးစားတစ်ခုဖြစ်ပါတယ်။ ICD ဆိုတာက pacemaker နဲ့တော့ဆင်ပါတယ်။နှလုံးခေါင်းကျဲအလွန်မြန်လာတာမျိုးဖြစ်လို့ရှိရင်သူကလျှက်စစ်တလိုင်းတစ်ချက်ပေးပြီးတော့မှနှလုံးခေါင်းကျဲကိုပြန်ညှိပေးတတ်ပါတယ်။အဲ့ဒီချက်ထင်းနဲ့ပဲဒီဆက်ကလူတစ်ယောက်ကိုအသက်ပြန်ကယ်ပေးနိုင်တဲ့ဆက်တစ်ခုဖြစ်ပါတယ်။နံပါတ်3ဆက်မျိုးစားကတော့ stand လို့ခေါ်တဲ့သူကျော်ပိတ်တာကိုချဲ့ပေးနိုင်တဲ့တန်စကားပြုံးတေးသေးလေးပဲဖြစ်ပါတယ်။ လူနှလုံးထဲကအသွေးကြောတွေကျင်းလာတာကြောင့်မို့လို့သူစစ်စစ်မှုနော်မလာလို့လို့ရှင်ဆရာဝန်တွေကစတန်ထည့်ပေးတတ်ပါတယ်။တန်စကားပြုံပုံတိတိလေးတစ်ခုနဲ့ဆင်တူပါတယ်။သူ့ကိုသွေးကြောတွေထည့်လိုက်ပြီဆိုလို့ရှင်ပိတ်နေတဲ့နေရာကိုချဲ့ပေးပြီးတော့မှသူစစ်စစ်မှုနော်ကပြန်ကောင်းလာပါတယ်။တနည်းအားဖြင့်စတန်ဆိုတာကသွေးကြောတွင်ကတံပေါင်းအထောက်လို့လည်းခေါ်လို့ရပါတယ်။နံပါတ်၄ဆက်မျိုးစားကတော့ artificial head ပဲလို့ခေါ်တဲ့နှလုံးတကာအစားထိုးတဲ့ဆက်ကလေးပဲဖြစ်ပါတယ်။နှလုံးရဲ့အဝမှာရှိတဲ့နှလုံးတကားတွေက ပြက်သွားပြီဆိုလို့ရှိရင်သူရကောင်းကောင်းစစ်စစ်နိုင်တော့ပါဘူးအဲ့လိုခါမျိုးမှာဆိုလို့ရှိရင် artificial heart ပဲဆိုတာကိုဆရာဝန်တွေကတက်ပြီးတတ်ပါတယ် artificial heart ပဲမှာမှအချို့ကတံမလီနဲ့ပြုတ်ထားပြီးတော့မှအချို့ကနွားဝက်အစိပ်ပိုင်းတွေဖြစ်တတ်ပါတယ်သူ့အလုပ်ကတော့သူ့ရကိုတစ်ဖက်ဖက်ကိုစစ်စစ်နိုင်အောင်တကားကိုဖွင့်ဖိတ်လုပ်ပေးရဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲနှလုံးကသူ့ရဲ့ပုံမှန်နှလုံးခုန်လုံးစီချက်ရတန်ကို ပြန်သုံးနိုင်လာပါတယ် ဆုံးသက်မှာအချို့အားဖြင့်ပြောရလို့ရှိရင်တော့ဒီဆက်ဒီအားလုံးကပုံစံမတူညီကြပါမယ်အသက်ကယ်ဖို့နဲ့နှလုံးခုန်လုံးစိတ်ချက်ကိုပုံမှန်တိုင်းထိန်းထားဖို့ဆိုတဲ့ရည်ရွယ်ချက်ကတော့အတူတူပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုအဆုံးအထိအောင်ကြည့်ပြီးကြရတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ထပ်နောက်ထပ်လေးသိပ္ပံဤပညာ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးပါ